ဒီဇင်ဘာလ30ရက်နေ့မနက်2နာရီခန့်မှာလက်ပုတာမြို့နယ်ကံဘက်ရွာမကျေးရွာကြီးမှာရွာမကြီးတစ်ခုလုံးလောင်ကျွမ်းခဲ့တဲ့အထိမိလာမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။မိလာမှုကြောင့်ဈေးဆိုင်ခန်းတွေအပါအဝင်လူနေအိမ်350ကျော်မိလာကျွမ်းကလူဦးရေ1500ကျော်မိဘေးသင့်ခဲ့တယ်လို့သိရရှိပါတယ်။ဖြစ်ပွားပုံမှာဒီဇင်ဘာလ30ရက်မနက်2နာရီခန့်မှာကံဘက်ရွာမကျေးရွာအမှတ်လေးရပ်ကွက်မှာရှိတဲ့ဦးဝါတော့ဆိုသူရဲ့မိုဟင်းကားပြုတ်လုပ်ရောင်းချရာနေအိမ်ကစတင်မိလာကျွမ်းခဲ့ပြီး အနည်းမှရှိတဲ့နေအိမ်ဈေးဆိုင်တန်းတွေကိုကူးဆက်ခါကျေးရွာရွာမကြီးတစ်ခုလုံးမိကူးဆက်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ကျေးရွာလူတို့ကမိဝိုင်းဝန်းနှိမ့်သက်မှုကြောင့်မနက်6နာရီခွဲကျော်မှာမိလောင်မှုကို ထိမ့်သိမ်းနိုင်ခဲ့ပြီးမနက်9နာရီခန့်မှာမိလုံးဝငြိမ့်သက်သွားတယ်လို့သိရပါတယ်။အဆိုပါမီးလောင်ကျွမ်းမှုကြောင့်ကျေးရွာရဲ့80ရာခိုင်နှုန်းဟာပျက်စီးခဲ့ပြီးလူဦးရေ1500ကျော်ဟာမီးပေးသိမ်းခဲ့ရပါတယ်။ မိလာမှုကြောင့်လူသေးဆုံးမှုမရှိခဲ့ပေမဲ့လူ20ဦးကနေ30ဦးဝန်းကျင်ဟာထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ဒေသခံတွေနဲ့မိဘသင့်သူတွေကိုတွားရောက်ကူညီသူတွေထံကသတင်းရရှိပါရယ်ဒီဇင်ဘာလ30ရက်နေ့မနက်ပိုင်းမှာကံဘက်ကျေးရွာကိုရောက်ရှိခဲ့သူကုမ္ပဏီဝန်ထမ်းတအူးကရွာမကြီးတစ်ခုလုံးမိလာသွားတာဖြစ်ပြီးမိလောင်တာကိုဝင်းငင်းရင်တငယ်ချင်းတယောက်ထဲရရခဲ့ကလက်ရှိမှာကဲဆေးရေးလုံးမဲ့အဖွဲ့တွေရောက်နေပြီလို့ပြောပါရယ်လက်ဖို့တာမျိုး NLD ပါတီကကိုကောင်းကောင်းကော တွားရောက်ကူညီသူတွေထံဆက်သွယ်မေးမြန်းပြီးပြောပြမှုအရာချေးရွာမှာစာတင်ကြောင်းရဲစခန်းဖုန်ကြီးကြောင်းတို့ပဲမီးမလောင်မဲ့တန်းငယ်ကလက်ရှိမှာဖုန်ကြီးကြောင်းနဲ့စာတင်ကြောင်းမှာမီးပေးတဲ့သူတွေကိုကယ်ဆယ်ထားတယ်လို့သိရပါဗျ။မီးလောင်မှုဖြစ်ပွားခဲ့ရာနေရာကိုတိုင်းမိသက်ဦးစီးမှုနဲ့အဖွဲ့ဝင်တွေတိုင်းဒေသကြီးတာဝန်ရှိသူတွေနဲ့လက်ပတာမျိုးနဲ့ဌာနဆိုင်ရာတွေရောက်ရှိနေပြီးမီးပေးတဲ့သူတွေကိုနေရာချထားနိုင်မှုဆောင်ရွက်ပေးလျက်ရှိရလို့တင်ရရှိပါဗျ။